ဒီနေ့အတွင်းချက်ချလေလာတုံတက်ဖို့ရထားတဲ့အကြောင်းအရာကတော့အဲယူကရိန်းရဲ့ဒရုန်းစစ်စီနီဗျူဟာတက်တယ်ပါအတော်လေးစမ်းတက်တယ်လို့ပြောရမယ်ဟုတ်ကဲ့အထူးသဖြင့်ဟွာယူရှားရဲ့မဟာဗျူဟာမြောက်ပိုင်းဆိုင်မှုတွေကိုတတော်လေးထိခိုက်စေခဲ့တဲ့ပင်ကူအိမ်စစ်စီရဲ့ဆိုတာလေဟွန်းအဲ့ဒီနာမည်နဲ့တတော်ကြော်ကြားသွားတော့ဗောနော်ဟုတ်ပါတယ်အဲ့ဒီအကြောင်းကိုပဲအဓိကထားပြီးဆွေးနွေးကြည့်ကြအောင် ဒီအကြောင်းနဲ့ပတ်သက်တဲ့မဆုတွေတုံးတက်ချက်တွေအများကြီးရှိပါတယ်ဒီစစ်စင်ရဲ့အသေးစိတ်တုံးသွားတဲ့နီလန်းတွေပြီးတော့ဘာကြောင့်ဒီလောက်အရေးပါတယ်ဆိုတာကိုနားလည်အောင်ကြိုးစားကြည့်ကြတာပေါ့အဲ့ဒီပင်ကွင်းစစ်စင်ရေကတကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဟုတ်2025ဇွန်လ၄ရက်နေ့မှာစခဲ့တာပါဟုတ်ကဲ့အထက်ကပင်မကယူရှာရဲ့ Olenya Latest Khan အဲ့ဒီမှာသူတို့ရဲ့မဟာဗျူဟာမြောက်ဘုံရဲလင်းနေထားတာကို295 to 2160တို့လိုမျိုးလားဟုတ်ပါရဲ့အဲ့လိုတာဝေးပြင်ဘုံရဲလင်းကြီးတဲ့တချို့ဆိုနျူကလ িয়ার ထိပ်ဖူးတွေတောင်တက်ဆက်နိုင်တယ်ဆိုတော့အဲ့ဒါတွေကိုပြင်မှတ်ထားတာကတော်တော်မဟာဗျူဟာကြတဲ့ရွေးချယ်မှုပါပြင်ဆင်မှုအပိုင်းကပို့ပြီးတော့တော့အန်အော့ဖ်ကိုကောင်းနေတယ်လို့ပဲမှတ်တမ်းတွေထဲမှာတစ်နှစ်ခွဲနီးပါးကြာတယ်ဆိုတော့အတော်လေးစနစ်တကျကြူတင်ပြင်ဆင်ဟဲပုံပဲနော်ဟုတ်တယ်အချင်းတုံယူခဲ့ရတယ်ထူးခြားတာကဟိုဟာ drone တွေကို အစိတ်ပိုင်းတွေခွဲပြီးတော့ um တစားအင်းဆိုတဲ့ဟာတွေထဲပြီး you shot တဲ့ခိုးတွင်းလားဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအချက်ကအဓိကပဲပြီးတော့မှ Chelyabinsk မြို့က go round တစ်ခုမှပြန်တက်ဆင်းလာအဲ့ဒီနေရာက FSB ယုံတာ6ကီလိုမီတာပဲဝေးတယ်ဆိုတာကဘယ်လိုပြောရမလဲတကယ်ကိုရဲတင်းလွန်းတယ်လို့ဆိုရမှာပေါ့အဲ့လကလူဝိရှင်ရဲ့သဘောတဘာဝကိုပြောင်းလဲသွားစေနိုင်တဲ့အချက်ပဲ ရန်သူပိုင်းနဲ့ထဲမှာလုံခြုံရေးတင်းကျက်တဲ့နေရာနားမှာတော့ဒီလိုလှုပ်ရှားနိုင်ကြတာကအဲထော်လန်ရေးရောစစ်စင်ရေးပိုင်းမှာပါတော်တော်ပါနက်ပြီးစွန့်စားခဲ့တာကိုပြတာပေါ့လीတိုက်ခိုက်မှုပုံစံကတော့တမယိုချမဟုတ်ဘူးလို့ဆိုတယ်ဟုတ်ပါတယ်ဇွန်လကျက်နေမှာအဲ့ဒီအတင်းဖိနေတဲ့ drone assess ရှက်စီကိုကုန်တင်ကားတဲ့ပေါ်တင်နေပြီးတော့ပြင်မှတ်လီတစ်ခန်းနဲ့နားသွားတာอืมအဲ့ဒီရောက်မှာကုန်တင်ကားခေါင်းမှုတွေကိုအဝေးထိနဲ့ဖြွင့်ပြီး drone တွေကိုတပြိုင်နက်လွတ်တင်တိုက်ခိုက်ခဲ့တာ ဒါကအချိန်ကိုညှိနှိုင်းပြီးအုပ်စုမိုက်တက်ခိုက်တဲ့ပုံစံတစ်ပဲအကျိုးသက်ရောက်မှုကဘလို့ရှိခဲ့လဲအထူးသဖြင့်အိုလညာလီဒက်စခါမှာပေါ့အိုလညာမှာဆိုရင်အနည်းဆုံးမဟာဗျူဟာမြောက်ဘုံချက်လိရင်၃စီးလောက်ကနေ၄စီးလောက်လုံးဝကျစီးသွားတယ်လို့သိရတယ်ဒါကယူရှာလီဒက်ကတော့ဆုံးရှုံးမှုကြီးတာမို့ဟုတ်ကဲ့ ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SPU ရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့အဲဒီတိုက်ခိုက်မှုကြောင့်ယူရှားရဲ့မဟာဗျူဟမြောက်ဘုံချက်လင်းအင်အားစုစုပေါင်းရဲ့36ခန်းလောက်ပြီးတော့ကိုက်ပွဲဝင်ဟုတ်အသင့်အနေထားမှာရှိတဲ့လီရင်တေရဲ့50%နီးပါအသုံးမဝင်တော့ဘူးလို့တော့ဆိုထားတယ်။အတော်များလားပဲ။ဟုတ်တယ်။စုစုပေါင်းအစည်း40ကျောင်းပျက်စီးတယ်လို့ဖော်ပြရတယ်။ဒါမစီအတွင်းထုတ်ပြန်ချက်တွေဆိုတော့အတိအကျအတိဖြူဖို့တော့ခက်တာပေါ့လေဟုတ်ပါတယ်ဒါပေမဲ့ဒီလိုကြီးညာချက်ထုတ်နိုင်တာကွာ ရုရှားဘာစိတ်တက်ရေရာထိုးနှက်ချက်ထင်မှာပဲမှန်ပါတယ်ပြီးတော့သူတို့ရဲ့အားနည်းချက်ကိုဖော်ထုတ်ပြလိုက်တာလို့လည်းဖြစ်သွားတာပေါ့ဒီနေရာမှာကျွန်တော်တတိထားမိတာကကုန်ကြစိတ်ကွာခြားမှုပဲဒေါ်လာတန်းရံနဲ့ကြီးတန်တဲ့လီယန်တွေကိုဖျက်ဆီးဖို့တုံးတဲ့ drone က FPV ကမီကာစီအမျိုးအစားတစ်စီးကိုဒေါ်လာ430လောက်ပဲကြာပြီးအရွယ်စားကလည်းတပေးချော့ချော်လေးပဲရှိတယ်ဆိုတော့အတိအတပါပဲ FPV ဆိုတာ first person view ပေါ့ မောင်သူကကင်မရာနဲ့တရေကြည့်ပြီးပစ်မှတ်စီတဲ့တဲ့ဝင်တိုက်ခိုင်းတာဟွန်းတကယ်ကိုမယုံနိုင်စရာပဲဒါကခုခေတ်မှာပြောင်းနေထားတဲ့အချိုးမညီသောစစ်ပွဲ asymmetric warfare အကောင်းဆုံးဥပမာတစ်ခုပဲလို့ဆိုနိုင်ပါတယ်ဆိုလိုတာကနီးပညာအရဗန္ဓာရေးအရအားနေတဲ့ဘက်ကတမယိုးချမဟုတ်တဲ့နီလန်းဒီကုန်ကြစေနေတဲ့လက်နက်တီတုံးပြီးတော့လေအင်းအားကြီးတဲ့ဘက်ကတံမိုးကြီးပြမတီကိုထိရောက်ရောက်တိုက်ခိုက်တာ ဟုတ်တယ်အဲ့လိုမျိုးပေါ့ဒီနီးပြူဟာက မဟာဗျူဟာမျိုးတိုက်ခိုက်နိုင်စွမ်းကိုနိုင်ငံကြီးတွေမှာမဟုတ်တော့ဘဲအင်အားငယ်တဲ့ဘက်ကပါပိုင်ဆိုင်လာနိုင်ခြေရှိတယ်ဆိုတာကိုပြနေတာတမလစလန်စကီပြောတာတော့ဒီစစ်စင်ရဲတစ်ခုလုံးကိုစီမံကင်းချတာကနေအကောင့်ထဲဖို့တဲ့အထိစနစ်6လနဲ့9ရက်ကြာခဲ့ပြီယူကရိန်းရဲ့9ပိုင်းအရင်အမြစ်တည်နေမယ်လုတ်ခဲ့တယ်ဆိုတာလားဟုတ်ပါပဲအဲ့ဒီလိုပြောကြားထားပါတယ်ဒါဆိုရင်တမောယိုကျစစ်ပွဲစီမင်းနေကာကွယ်စနစ်တွေကအခုလို drone တိုက်ခိုက်မှုမျိုးအတွက်အားနည်းချက်တွေရှိနေပြီလို့ပြောလို့ရမလား လေးတဲ့စခန်းကြီးရေးသားတွေလေကြောင်းရံကာကွယ်ရေးကဒီလိုချင်းချော့မို့ကိုမလွန်လောက်တော့ဘူးပေါ့အဲ့ဒီအချက်ကအရေးကြီးလာပါတယ်ဒီစစ်စင်ရေးကအဲ့ဒါကိုတော်တော်လေးမီးမောင်းထိုးပြလိုက်တာပဲတမယောကြလေကြောင်းရံကာကွယ်စနစ်တွေကဒီလိုအရွယ်အစားသေးတယ်နင်းနင်းပြန်တယ်ပြီးတော့အုပ်စုလိုက်ဝင်လာတတ်တဲ့ drone တွေကို ထိထိရောက်ရောက်တားဆီးဖို့အခက်ခဲစေတယ်ဟုတ်ကဲ့တိတာအိမ်နေတဲ့ကထွက်လာတဲ့ drone နဲ့စစ်တိုက်နေတဲ့ kit ဆိုရအတုံးနှုံးကဒီအချင်းနဲ့တစ်ကိုပုံဖော်လိုက်တာပဲပေါ့နော် စီဝင်စားစရာတုံလုံးပဲတကယ်ဇွန်လ၁၀ရက်နေ့မှာလီတက်စခန်းကြီးကိုတိုက်ခိုက်တာတခုတည်းလည်းမဟုတ်ခဲ့ဘူးဟုတ်ကဲ့မတန်းနေရအဲ့ဒီနေ့မှာပဲတခြားလှုပ်ရှားမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မှန်ပါတယ်ဒီလီတက်စခန်းကြီးကိုပြင်မထားတိုက်ခိုက်နေခြင်းနဲ့ပြင်နေတယ်မှာပဲပေါ့ယူကရိန်းဟာရုရှားပိုင်နက်ထဲကစီရဲနဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာရခြားလမ်းတွေတရားတွေကိုလည်း drone တွေနဲ့ပြင်မထားတိုက်ခိုက်ခဲ့သေးတယ်ဥပမာ curse data မှာရထားလမ်းချိုသွားတာမျိုးလားဟုတ်ပါတယ်အဲ့ဒီလိုဖြစ်စဉ်မျိုးတွေပေါ့ ရည်ရွယ်ချက်ကတော့ရုရှားရဲ့တပ်ဖွဲ့ဝင်နဲ့လက်နက်ခဲယမ်းတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုဟန်တားဖို့နှောင့်ယှက်ဖို့ပဲဖြစ်ပါတယ်။ဒါကပပောင်းဆောင်ကနေညှိနှိုင်းပြီးလှုပ်ဆောင်တဲ့စစ်စင်ရေးတစ်ခုလို့မြင်နိုင်တယ်။ဒါဒီကိုခြုံပြီးပြောရရင်တော့ယူကရိန်းဟာကုန်ကျစရတဲ့အလွန်နဲ့တဲ့ drone နည်းပညာကိုတုံးတယ်။လျော်ဝက်ပြီးစမ်းတဲ့နီလန်းနေနဲ့ပုံဆက်လိုက်တယ်။ပြီးတော့ရန်သူရဲ့အချက်အချာကြတဲ့တန်ပိုးမြင့်ပြစ်မှတ်တီကိုထိထိအယောက်ယောက်တိုက်ခိုက်နိုင်စွမ်းပြသခဲ့တယ်ပေါ့။ ဟုတ်ပါတယ်။ဒါဟာခစ်တစ်စစ်ပွဲရဲ့ပုံမှန်ကိုပြောင်းလဲစေနိုင်တဲ့အလားအလာအမှန်ပဲလို့ဆိုရမယ်။အဓိကစဉ်းစားစရာအချက်တစ်ခုကတော့ဒီပင့်ကိုအိမ်စစ်စင်ရဲ့အောင်မြင်မှုအထူးသဖြင့်ဟိုဟာ drone အစိတ်ပိုင်းတွေကိုရန်သူပိုင်နဲ့ထဲထီဟျော့ဝတ်တဲဆောင်သွားပြီးမှပြန်တက်စင်တိုက်ခိုက်နိုင်ခဲ့တဲ့နီလန်ကနေပေါ်လာတာပါ။ဘလူးမျိုးစဉ်းစားစရာပါလဲ။ဒီလိုအစိတ်ပိုင်းတွေခွဲပြီးအရက်ပပစ္စည်းတွေလိုဟန်ဆောင်ပြီးရန်သူနိုင်ငံနဲ့တဲသွားတယ်။ ပြီးမှတက်ဆင်တိုက်ခိုက်တဲ့နီးပြူဟာရဲ့အောင်မြင်မှုကလေအနာဂတ်ပြိပက္ခတွေမှာအရက်ပတ်အခြေခံအဆောက်အအုံမျိုးတွေနဲ့စည်ရဲထောင်ပန့်ပို့ဆောင်မှုလမ်းကြောင်းတွေကြားကနေနေမင်းကိုပို့ပြီးတော့ဝါဝါဝါဖက်သွားစေနိုင်မလားဗော။အာဟုတ်ကဲ့ ဒီလိုနီလမျိုးကနေချက်ဆင့်တခြားဘလို့စံသက်တဲ့ထိုးဖောက်ဝင်ရောက်မှုပုံစံဒီအရက်ပတ်နဲ့စစ်ပတ်ခွဲခြားဖို့ပိုခက်သွားစေမဲ့စစ်စင်ရေးနီလန်တစ်တွေဘွာလာနိုင်အောင်မလဲဆိုတာကတော့အဆက်ပြီးစဉ်းစားရမယ့်အရေးကြီးတဲ့မိငွန်းတစ်ခုဖြစ်လာပါတယ်ရှင်